ကိုလိုတို့ပေးပယ်နဲ့1ဒေါ်လာနီစတဲ့ထုတ်ယူလို့ရမယ် APP လေးအသေးတခုကိုပျော်ပြပေးသွားမှာဖြစ်ပါတယ်။ Quite တောက်ပြီးတာနဲ့1ဒေါ်လာနီစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ကိုလိုတို့အနေနဲ့အကောက်ဝဝချင်းမှာပဲ Quite တောက်ရစီပြီးတော့ပေါ်လို့ Touch လေးတွေလုပ်ပြီးတော့ကျွန်တော်တို့ Quite ထောက်တရားရစီလာမယ် APP လေးတခုပဲဖြစ်ပါတယ်။ဒီ APP လေးတွေထဲကနေဂိမ်းလေးတွေကိုဘယ်လိုကစားမလဲ။ပတ်စံလေးတွေကိုဘယ်လိုထုတ်မလဲဆိုတာလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလှိုက်အစလေးလုပ်ပြီးတော့အဆုံးထိလိုက်ပါ ကျေးဇူးတော်လဲရအောင်ပေါ့နော် โอเคကျွန်တော်အခုပြောပြပေးမယ် AP လေးကားဆိုရေပေါ့နော် PayPal နဲ့1ဒေါ်လာနီစတဲ့ထိုးလို့ရမှာဖြစ်ပါတယ်ဒီ AP လေးကိုဒေါင်းလုဒ်ဆွဲမယ်ဆိုရင်ကိုလူတို့ဖုတ်ထဲမှာစီးတဲ့ဘူပေလေးတခုတော့ခံထားပို့လို့လိုပါတယ်ပေါ့နော်ဘူပေခံထားပြီးဆိုရင်ကျွန်တော်တို့ဒီ AP လေးကိုစတဲ့ဒေါင်းလုဒ်ဆွဲပေးရမှာဖြစ်ပါတယ်ဒီ AP လေးကိုကျွန်တော်ပေးသားတဲ့လေးကားနေဝယ်လိုက်မယ်ဆိုရင်ပေါ့နော်ကိုလူတို့က Play Store တက်ကိုရောက်စီသွားပြီးတော့ဒီ AP လေးကိုလွယ်တကူဒေါင်းယူလို့ရမှာဖြစ်ပါတယ်ဒီ AP လေးကိုကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ပေါ့နော်ဒီဘူပေလောကခံလို့ ို့မရပါဘူးပေါ့နော်ဒီ app လေးကို download ဆွဲမှသာကျွန်တော်တို့ကပူပီခံပြီးတော့ download ဆွဲပေးရမှာဖြစ်ပါတယ် app လေးကိုအကောက်ဖွင့်မဲ့ဆိုကျွန်တော်တို့ဒီပူပီပိတ်ထားဖို့တော့လိုပါတယ်ပေါ့နော်ဒီ app လေးကိုစတင်ဝင်လိုက်ပြီးဆိုကျွန်တော်တို့ကဒီ Google account တခုနဲ့အကောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ် Google account တခုနဲ့အကောက်ပြုလုပ်ပေးလိုက်ပြီးဆိုကျွန်တော်တို့ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ account profile ဆွဲနေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ invite code ဆိုပြီးအမြင်တွေ့ရမှာဖြစ်ပါတယ်ဒီ invite code နေရာလေးကို တချင်းနေလေးနေပေးလိုက်ပြီးတော့ဒီနေရာလေးမှာ enter you are invite ကုန်းနေရာလေးမှာပေါ့နော်ကျွန်တော်ပေးထားတဲ့ကုန်းလေးကိုထပ်ပေးလိုက်မဲ့ဆိုရင်ကိုလူတို့ကကြိုက်တဲ့သားဝဝချင်းမှာရာစီမှာဖြစ်ပါလေ okay ဒီအောက်က sms ဝင်နေရာလေးကိုနေပေးလိုက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့သားရယူလို့ရမှာဖြစ်ပါလေဒီမှာဆိုရင်သူပေးထားတဲ့ဂိမ်းလေးတွေကိုကျွန်တော်တို့မြင်သွေးရမှာဖြစ်ပါလေအများကြီးပေါ့နော်ကျွန်တော်တို့အစပြာဂိမ်းလေးတွေကိုခက်စားပြီးတော့ကြိုက်လေးတွေစောက်ဖွေလို့ရမှာဖြစ်ပါလေဒီမှာဆိုရင်ကျွန်တော်တို့ကဒီသူပေးထားတဲ့ဂိမ်းအလိုက် ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ရစီလာမဲ့ကြိုက်ပမနာ ားလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်ဒီထဲကနေတခုဝေပြမှာပေါ့နော်ဒီမှာဆွေးကျွန်တော်တို့ကဒီသူပေးထားတဲ့ဒီမီနေပိုင်ပေါ့နော်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီမီနေအလိုက်ကစားမဲ့ဆွေး quality တွေကရရှိလာမှာပဲဖြစ်ပါတယ်ဒီအမဆွေးသူကဒီ test နှစ်ခုကိုသူကပေးထားမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ဒီ play game ကိုကျွန်တော်တို့ကငောင်းမီနေကစားမဲ့ဆွေး quality 50ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီထဲကနေ low end daily ဝင်မဲ့ဆွေး quality ရရှိမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီနေ့အတိုင်းပေါ့နော်ကျွန်တော်တို့က ဒီထက်ကနေအလွယ်တကူ quality တွေစောက်ဖွေလို့ရမှာဖြစ်ပါလေဟုတ်ပြီဒီထက်ကနေကျွန်တော်တို့ဒီဂိတ်လေးတွေကပေါ့နော်အရန်ကိုကစားလွယ်ကူပါတယ်ဒီမှာဆိုကျွန်တော်တို့ passport ပေါ့နော်ဒီ passport လေးကိုကျွန်တော်တို့ဖောက်လိုက်မဲ့ဆိုရင်ဒီဒီ passport ကနေပေါ့နော်တကယ်လို့ဂိတ်လေးတွေကျွန်တော်တို့ကစားလို့ရရှိလာတဲ့အခါဆိုရင်ဒီထက်မှာကျွန်တော်တို့ super bonus ဆိုပြီးတော့ဒီ quality ထောက်ကိုကျွန်တော်တို့ကရရှိမှာဖြစ်ပါတယ် quality ထောက်ရရှိဖို့ဆိုကျွန်တော်တို့ကဒီမှာဒီဂိတ်လေးကိုကစားပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီဂိတ်လေးကိုကျွန်တော်တို့ကဒီမှာအဲ you အတော့ပြမှုပေါ့နော် ျွန်တော်တို့ကဆယ်မီနစ်ကစားပြီးမှဆိုရင်ခွိုင်း2000ရာစီမှာပဲဖြစ်ပါတယ်ဒီဂိတ်ကိုကျွန်တော်တို့ကဆယ်မီနစ်ကစားပြီးလိုက်မှဆိုရင်ခွိုင်း2000ရာစီမှာဖြစ်ပါတယ်ပေါ့နော်ကစားမဆွေးဒီအောက်ကပလေးဆွေးနေရာလေးကိုနှိပ်ပြီးတော့အလွယ်တူကိုကစားလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကစားပြမနေတော့ဘူးပေါ့နော်ဟုတ်ပြီဒီထက်ကနေကျွန်တော်တို့ခွိုင်းလေးတွေကအလွယ်တူကိုစားလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီအောက်ကောင်လေးကိုတစ်ချက်ဝယ်ကြည့်လိုက်ရအောင်ပေါ့နော် โอเคဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုဝေကြည့်လိုက်မဲ့ဆွဲဒီမှာဂိတ်လေးတွေအများကြီးကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဆော့ကျင်တဲ့ဂိတ်လေးတွေကိုရွေးပြီးတော့အလွယ်တကူကျွန်တော်တို့ကဒီမှာဆော့ဖွေပြီးတော့ဆော်လို့ရမှာဖြစ်ပါတယ်ဒီဂိတ်လေးကိုကစားမဲ့ဆွဲကျွန်တော်တို့ဒီအောက်မှာတူပေးထားတဲ့ quite ပမာဏအလိုက်ကျွန်တော်တို့ကရာစီမှာမဲ့ဖြစ်ပါတယ်ဒီမှာဆွဲတူပေးထားတဲ့ test တွေပေါ့နော်ကျွန်တော်တို့ဒီ test တွေကိုပြီးအောင်လုပ်ပေးမှဒါဒီ quite လေးတွေကရာစီလာမှာပဲဖြစ်ပါတယ်ဒီ test တွေကျွန်တော်တို့လုပ်ပြီးပြီးတော့ကစားမဲ့ဆိုရင်ဒီ quite ဒီ quail လေးတွေကလွယ်တကူရရှိလာမှာပဲဖြစ်ပါတယ်ပေါ့နော်အပေါ်မှာဆွဲကျွန်တော်တို့ကဒီမှာ quail နဲ့ပေါ့နော်ကျွန်တော်တို့စိတ်တော့ဒီမှာဆွဲမီးပေါ့နော်မီးလေးကိုကျွန်တော်တို့နှိမ့်လိုက်တဲ့အခါမှာဆွဲရဲ့ဒီမှာသူပြောထားတာလေးကဆွဲကျွန်တော်တို့ဒီပါပါလေလုံးမတီးဘူးပေါ့နော်ကျွန်တော်နောက်မှပဲပြန်လဲပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆွဲကျွန်တော်တို့မီးလေးပေါ့နော် โอเคကျွန်တော်တို့ဒီ site ဒေါလေးကိုကျွန်တော်တို့နှိပ်လို့မရောက်ဘူးပေါ့နော်ဒီ query လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ password ထုတ်ယူလို့ရတယ်နေရာလေးကိုရောက်တော့မှာပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်တော်နောက်မှပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆွဲကျွန်တော်တို့ဒီအောက်မှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ key key place ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီကျွန်တော်တို့ကစား အကျွန်တော်တို့ကစားမဲ့ဂိမ်းလေးတွေကိုဒီနေရာလေးမှာသူကပြပေးထားမှာဖြစ်ပါတယ်ပေါ့နော်ဒီဂိမ်းလေးကိုကျွန်တော်တို့ကဒေါင်းလုဒ်ဆွဲပြီးတော့ကစားမဲ့ဆိုရင်ကျွန်တော်တို့ကဒီနေရာလေးမှာအလွယ်တကူလာကြည့်လို့ရမှာဖြစ်ပါတယ် ဟုတ်ပြီဒီနောက်ထပ်တစ်ခုကဆွဲကျွန်တော်တို့ဒီ invite file လောက်တဲ့နေလေးကိုကျွန်တော်တစ်ချိန်ပြမှာပေါ့နော်ဒီ aqua profile နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့ဟုတ်ပြီဒီမှာဆွဲကျွန်တော် invite file လောက်မယ်ဆိုရဲကျွန်တော်တို့ကဒီ aqua invite file နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရဲကျွန်တော်တို့ဒီမှာဆိုရဲပေါ့နော် invite file လောက်လို့ရမယ့်နေရာလေးကကျွန်တော်တို့မြေတရမှာဖြစ်ပါတယ်ဒီမှာဆွဲကျွန်တော်တို့ invite file ပေါ့နော်တကယ်လို့ invite file ကျွန်တော်တို့ဒီ9ရောက်ပြီးသွားတဲ့အခါမှာဆိုရဲသူကဒီမှာ100ဒေါ်လာရရှိမယ်လို့ပြောထားတာပေါ့နော်ဒီကောင်လေးကရမရဆိုတာလေးကိုကျွန်တော်နောက်ထပ် ိုမှာငွေထုံးနည်းနဲ့တူပြောပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆွဲကျွန်တော်တို့ရဲ့ကိုပိုင်ကုတ်လေးပဲဖြစ်ပါတယ်ဒီကုတ်လေးကိုကျွန်တော်တို့က copy ယူပြီးတော့ကျွန်တော်တို့တငယ်ချင်း fake fake ခေါ်တဲ့အခါမှာဆိုရင်ဒီကုတ်လေးကိုကျွန်တော်တို့ကထည့်ပြီးမှဆိုရင်ဒီ passive အနေနဲ့ရရှိမှာဖြစ်ပါတယ်ပေါ့နော် ဟုတ်ပြီဒီထက်ကကျွန်တော်တို့ပတ်သက်ထုံးဒီကိုတွားလိုက်ရပါတော့ပတ်သက်ထုံးမဲ့ဆိုရင်ဒီအောင်ကကျွန်တော်တို့ဒီ wallet ဝင်နေရာလို့ကိုတချင်နေပြလိုက်ပါနေပြလိုက်ပြီးဆွဲဒီမှာဆိုရင်ကျွန်တော်တို့ဒီ PayPal နဲ့စာတေထုတ်ယူလို့ရမှာဖြစ်ပါတယ် PayPal နဲ့ဆိုရင်1ဒေါ်လာနီးစာတေထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ1ဒေါ်လာကျွန်တော်တို့ထုတ်ယူမဲ့ဆိုရင်꽌တဲ့တောင်းစီထားဖို့လို့ပါတယ်꽌တဲ့တောင်းကျွန်တော်တို့ပြီးသွားတဲ့ခါမှာဆို1ဒေါ်လာစာတေထုတ်ယူလို့ရမှာဖြစ်ပါတယ်꽌9တောင်းပြီးသွားတဲ့ခါဆိုရင်ကျွန်တော်တို့က9ဒေါ်လာစာတေထုတ်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ထုတ်ယူမဲ့ဆိုရင်ဒီ PayPal လေးကိုတစ်ချစ်ထောက်လိုက်ပေါ့နော်ဒီလိုထောက်လိုက်ပြီဆိုကျွန်တော်တို့ကဒီမှာဒီဒီ အဒီအဝါကောင်တီကိုကျွန်တော်တို့တချင်းနေပေးလိုက်ပေါ့နော်ကွန်တိန်းယူကိုတချင်းနေပေးလိုက်ပေါ့ကျွန်တော်တို့ရဲ့ဒီမြင်းတော်ကိုပေါ့နော် verify လုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုနှိပ်ပေးလိုက်တဲ့ခါမှာဆိုကျွန်တော်တို့ကဒီမှာအပေါ်ကကျွန်တော်တို့ around ကိုတချင်းနေပေးလိုက်ပေါ့နော်ဒီလိုနှိပ်ပေးလိုက်ပြီးကျွန်တော်ဒီကျွန်တော်တို့ရဲ့မြင်းတော်ကိုပေါ့နော်ဒီမှာအဲသူကဗီဒီယိုလုံးမှာပေါ့နော်ကျွန်တော်တို့ဒီပတ်စာထုတ်ယူတဲ့ခါမှာဆိုကျွန်တော်တို့ကဒီလူစိတ်လားမစိတ်လားဆိုတာလေးကိုသူကစင်စေးတာပေါ့နော်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့မြင်းတော်ကိုစကေဖန်ပေးခါမှာဒါပတ်စာထုတ်ယူတဲ့ခါမှာဆိုရင်လွယ်လွယ်ကူကူနဲ့ထုတ်ယူနိုင် ုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာဥပမာအနေနဲ့ပြောပြပေးချေဖြစ်ပါတယ်ပေါ့နော် okay ဒီ able leaf ကနေကျွန်တော်တို့ gate လေးတွေကစားပြီးတော့ပေါ်တော့ပတ်စံမြမြဆောက်ခွေလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တဲ့ video မှာကျွန်တော်ဒီ able leaf ကနေပတ်စံထုံနည်းနဲ့သူကျွန်တော်အသေးစိတ်ပြန်လဲဆက်ပြပေးသွားမှာဖြစ်ပါတယ်နောက်တဲ့ video မှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်